2025ခုနှစ်မေလ26ရက်နေ့ကနေဇွန်လ1ရက်နေ့အထိမိုးလေဝသအခြေအနေများကိုတင်ဆက်ပေးပါမယ်။ဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ယခုတစ်ပတ်အတွင်းကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့ဘက်မှလေပြင်းရနဲ့ရဝန်းတစ်ချိန်ဖြစ်ပေါ်နိုင်ပြီးပုံမူအားကောင်းလာကမုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ပါတယ်။မုန်တိုင်းငယ်ရဲ့ပြင်းအားနဲ့ဝင်ရောက်မဲ့လမ်းကြောင်းကိုဆက်လက်စောင့်ကြည့်ရန်လိုအပ်ပါတယ်။မိုးအခြေအနေမှာတော့မြန်မာနိုင်ငံတော်ဟန်းလုံးတွင်နေရာအနှံ့ပြားမိုးတစ်ချုံရွာနိုင်ပါတယ်။ အချို့ဒေသများတွင် နေရာကွက်၍မူကြည့်နိုင်ပါသည်မုတ်တုံလေအာကောင်ချင်းကြောင့်မိုးသည်ထန်စွာရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းလျှက်စီးလက်ခြင်းမူကြိုးပစ်ခြင်းနေရာကွက်၍မူကြည့်ခြင်းမူသည်များကြွေကြခြင်းလျက်တပြက်ရေကြီးခြင်းမြေကျွန်းခြင်းနှင့်မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်တာကြောင့်ပုံမူဂယုစိုက်ကြရန်လိုအပ်ပါသည်နေပူချိန်များမှာတော့မြန်မာနိုင်ငံတဝမ်းလုံးတွင်ပုံမှန်အပူချိန်အောက်ကျဆင်းနိုင်ပါ रे နေလိုက်တစ်ပတ်စာမူလီဝဒအခြေအနေများကိုဆက်လက်တင်ပြသွားပါမယ် မေလ26ရက်နေ့အတွက်မွေးဝေသခမန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရိုဘတ်မှာတိမ်အထင်တင်မှတိမ်ထူတက်နိုင်ပြီးမုတ်တုံလီအားကောင်းရာမှအားအလွန်ကောင်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့တနင်္သာရီကမ်းရိုးတန်း၊ရခိုင်ကမ်းရိုးတန်း၊မုတ်တမကွေးနဲ့မြို့ပကျွန်းပေါ်ဒေသဘက်မှာတခါတရံမိုးသက်လီပြင်းများကြာရောက်နိုင်ပြီးအနောက်အနောက်တောင်ဘက်ကနေတနါယီကိုမိုင်30မှ35မိုင်ခန့်တိုက်ခတ်နိုင်ပါတယ်။လီပြင်းတိုက်ခတ်မှုကြောင့်ပင်လယ်ပြင်တွင်လှိုင်းကြီးနိုင်ပါတယ်။ မိုးအခြေအနေမှာတော့နေပြည်တော်အေယာဝတီတိုင်းမကွေးတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ဂရင်းပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှနေရာအနှံ့ပြားမိုးတချုံရွာနိုင်ပြီးစကိုင်းတိုင်းမန္တလေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းနဲ့ကချင်ပြည်နယ်တို့ဘက်မှနေရာစိတ်စိတ်မိုးတချုံရွာနိုင်ပါတယ်။အချို့ဒေသများတွင်နေရာကွက်၍မိုးကြီးနိုင်ပါတယ်။နေပူချိန်များမှာတော့မြန်မာနိုင်ငံတော်ဝန်လုံးတွင် ပုံမှန်အပူချိန်အောက်ကျဆင်းနိုင်ပါတယ်။ မေလ29ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရုပတ်မှာတိမ်အင်းတင်းမှတိမ်ထူတက်နိုင်ပြီးမုတ်တုံလေအားကောင်းရာမှအားလွန်ကောင်းနိုင်ပါတယ်။ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းဘက်မှာလေပြင်းရဲရေဝန်တစ်ခုဖြစ်ပေါ်လာနိုင်ခြင်းရှိပါတယ်။ ပင်လယ်ပြင်အခြေအနေမှာတော့လေဖီယာနဲ့ရေဝုန်အရှိန်ကြောင့်တနင်္သာရီကမ်းရိုးတန်းရခိုင်ကမ်းရိုးတန်းမုတ်တမကွေးနဲ့မြဝကျွန်းပေါ်ဒေသတို့ဘက်မှာတခါတည်းရန်မိုးသက်လေပြင်းများကြာရောက်နိုင်ပြီးအနောက်အနောက်တောင်ဘက်ကနေတနါယီကိုမိုင်30မှ35မိုင်ခန့်တိုက်ခတ်နိုင်ပါတယ်။လေပြင်းတိုက်ခတ်မှုကြောင့်ပင်လယ်ပြင်တွင်လိုင်းကြီးနိုင်ပါတယ်။မိုးချီနေမှာတော့ရန်ကုန်တိုင်းအေယာဝတီတိုင်းမကွေးတိုင်းပဲခူးတိုင်းကချင်ပြည်နယ်ကရင်ပြည်နယ်ရခိုင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှာနေရာအနှံ့ပြားမိုးတချုံရွာနိုင်ပြီး နေရာကွက်၍မူကြီးနိုင်ပါတယ်။နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ကရင်နီပြည်နယ်နဲ့ချင်းပြည်နယ်တို့ဘက်မှနေရာစိတ်စိတ်မူတစ်ချုံရွာနိုင်ပါတယ်။နေပူချိန်များမှာတော့မြန်မာနိုင်ငံတဝန်းလုံးတွင်ပုံမှန်အပူချိန်အောက်ကျဆင်းနိုင်ပါတယ်။မေလ28ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရုပတ်မှာတိမ်အထင်အမှတ်တိမ်ထူတက်နိုင်ပြီးမုတ်တုံလီအားကောင်းရာမှာအားအလွန်ကောင်းနိုင်ပါတယ်။ င်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနဲ့ဆက်စပ်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းဘက်မှာဖြစ်ပေါ်လာမဲ့လေပြင်းရည်ရုံဟာညောင်အနောက်မြောက်ဘက်သို့ဥတီရွေလျားနိုင်ပြီးမုတ်တုံလီအလွန်အားကောင်းလာစေနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့တနင်္သာရီကမ်းရိုးတန်းရခိုင်ကမ်းရိုးတန်းမုတ်တမကွေးနဲ့မြို့ဝကျွန်းပေါ်ဒေသဘက်မှာတခါတရံမိုးသက်လေပြင်းများကြာရောက်နိုင်ပြီးအနောက်အနောက်တောင်ဘက်ကနေတနင်္သာရီကိုမိုင်30မှ35မိုင်ခန့်တိုက်ခတ်နိုင်ပါတယ်။လေပြင်းတိုက်ခတ်မှုကြောင့်ပင်လယ်ပြင်တွင်လိုင်းကြီးနိုင်ပါတယ်။ မိုးအခြေအနေမှာတော့နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းအေရဝတီတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းရှမ်းပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှနေရာအနှံ့ပြားမိုးတချုံရွာနိုင်ပြီးတနင်္သာရီတိုင်းနဲ့ကချင်ပြည်နယ်တို့ဘက်မှနေရာစိတ်စိတ်မိုးတချုံရွာနိုင်ပါတယ်။ စကိုင်းတိုင်းမကွေးတိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့ဘက်မှနေရာကွက်၍မူကြီးခြင်းများဖြစ်ပေါ်နိုင်တဲ့အတွက်ရေဘေးအန္တရာယ်နဲ့မြေပြိုမှုဘေးအန္တရာယ်များဖြစ်ပေါ်နိုင်တာကြောင့်အထူးသတိပြုကြပါရန်အတိပေးအပ်ပါတယ်။နေပူချိန်များမှာတော့မြန်မာနိုင်ငံတော်ဝန်လုံးတွင်ပုံမှန်အပူချိန်အောက်ကျဆင်းနိုင်ပါတယ်။မေလ29ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရုပတ်မှာဒိန်သင်းတင်းမှဒိန်ထူတက်နိုင်ပြီးမုတ်တုံလေအားကောင်းရာမှအားအလွန်ကောင်းနိုင်ပါတယ်။ ်ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနဲ့ဆက်စပ်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းဘက်မှာဖြစ်ပေါ်လာတဲ့လေပြင်းရဲ့ရေဝန်ဟာပုံမအကောင်းလာပြီးမုန်တိုင်းငင်အဆင့်သို့ရောက်ရှိနိုင်ပါတယ်ပင်လယ်ပြင်အခြေအနေမှာတော့မုန်တိုင်းငင်အရှိန်ကြောင့်တနင်္သာရီကမ်းရိုးတန်းရခိုင်ကမ်းရိုးတန်းမုတ်တမခွေးနဲ့မြဝကျွန်းပေါ်ဒေသတို့ဘက်မှာတခါတရံမိုးသက်လီပြင်းများကြာရောက်နိုင်ပြီးအနောက်အနောက်တောင်ဘက်မှတနင်္သာရီကိုမိုင်30မှ35မိုင်ခန့်တိုက်ခတ်နိုင်ပါတယ်။လေပြင်းတိုက်ခတ်မှုကြောင့်ပင်လယ်ပြင်တွင်လှိုင်းကြီးနိုင်ပါတယ်။ မိုးအခြေအနေမှာတော့စကိုင်းတိုင်းမန္တလေးတိုင်းရန်ကုန်တိုင်းမကွေးတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှာနေရာအနှံ့ပြားမူတည်ချုံရွာနိုင်ပြီးနေပြည်တော်ဧရာဝတီတိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းဂရင်းနီပြည်နယ်နဲ့ကရင်ပြည်နယ်တို့ဘက်မှာနေရာစိတ်စိတ်မူတည်ချုံရွာနိုင်ပါတယ်။နေပူချိန်များမှာတော့မြန်မာနိုင်ငံတော်ဟန်းလုံးတွင်ပုံမှန်အပူချိန်အောက်ကျဆင်းနိုင်ပါတယ်။ မေလ30ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်ခြေနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရုပတ်မှာဒိန်အသင်းတက်မှတိမ်ထူတက်နိုင်ပြီးမုတ်တုံလီအားကောင်းရာမှအားလွန်ကောင်းနိုင်ပါတယ်။ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းဘက်မှာဖြစ်ပေါ်လာမဲ့လေပြင်းနဲ့ရေဝန်းဟာပုံမှန်အားကောင်းလာပြီးမုန်တိုင်းငယ်အဆင့်သို့ရောက်ရှိနိုင်ပါတယ်။မုန်တိုင်းငယ်ရဲ့ပြင်းအားနဲ့ရွေလျားလာမဲ့လမ်းကြောင်းကိုဆက်လက်စောင့်ကြည့်ရန်လိုအပ်ပါတယ်။ ပင်လယ်ပြင်အခြေအနေမှာတော့မုံတိုင်းငယ်အရှိန်ကြောင့်တနင်္သာရီကမ်းရိုးတန်းရခိုင်ကမ်းရိုးတန်းမုတ်တမကွိုင်းနယ်မြဝကျွန်းပေါ်ဒေသတို့ဘက်မှတခါတရံမိုးသက်လေပြင်းများကြားရောက်နိုင်ပြီးအနောက်အနောက်တောင်ဘက်ကနေတနအီကိုမိုင်30မှ35မိုင်ခန့်တိုက်ခတ်နိုင်ပါတယ်။လေပြင်းတိုက်ခတ်မှုကြောင့်ပင်လယ်ပြင်တွင်လှိုင်းကြီးနိုင်ပါတယ်။ မိုးအချိန်မှာတော့နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းမကွေးတိုင်းပဲခူးတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းကရင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှနေရာအနှံ့ပြားမိုးတိုက်ချုံရွာနိုင်ပြီးတနင်္သာရီတိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းကရင်နီပြည်နယ်တို့ဘက်မှနေရာစိတ်စိတ်မိုးတိုက်ချုံရွာနိုင်ပြီးအချို့ဒေသများတွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်။နေပူချိန်များမှာတော့မြန်မာနိုင်ငံတော်ဝန်းလုံးတွင်အပုံမှန်အပူချိန်အောက်ကျဆင်းနိုင်ပါသည်။ မေလ30ရက်နေ့အတွက်မိုးလေဝသခမန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရုပတ်မှာဒိန်အသင်းတက်မှဒိန်ထူတက်နိုင်ပြီးမုတ်တုံလီအားကောင်းရာမှအားအလွန်ကောင်းနိုင်ပါတယ်။ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းဘက်မှာဖြစ်ပေါ်လာတဲ့လေပြင်းရည်ရုံဟာပုံမူအားကောင်းလာပြီးမုန်တိုင်းငယ်အဆင့်သို့ရောက်ရှိနိုင်ပါတယ်။မုန်တိုင်းငယ်ရဲ့ပြင်းအားနဲ့ရွေလျားလာတဲ့လမ်းကြောင်းကိုဆက်လက်စောင့်ကြည့်ရန်လိုအပ်ပါတယ်။ ်ပင်လယ်ပြင်အခြေအနေမှာတော့မုန်တိုင်းငယ်အရှိန်ကြောင့်တနင်္သာရီကမ်းရိုးတန်းရခိုင်ကမ်းရိုးတန်းဗုဒ္ဓဘာကွင်းနဲ့မြဝချင်းပေါ်ဒေသတို့ဘက်မှာတခါတည်းရန်မိုးတက်လီပြင်းများကြာရောက်နိုင်ပြီးအနောက်အနောက်တောင်ဘက်ကနေတနါယီကိုမိုင်30မှ35မိုင်ခန့်တိုက်ခတ်နိုင်ပါတယ်။လေပြင်းတိုက်ခတ်မှုကြောင့်ပင်လယ်ပြင်တွင်လှိုင်းကြီးနိုင်ပါတယ်။မိုးအခြေအနေမှာတော့မြန်မာနိုင်ငံတဝမ်းလုံးတွင်နေရာအနှံ့ပြားမိုးတစ်ချုံရွာနိုင်ပြီးအချို့ဒေသများတွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်။နေပူချိန်များမှာတော့မြန်မာနိုင်ငံတဝမ်းလုံးတွင်ပုံမှန်အပူချိန်အောက်ကျဆင်းနိုင်ပါသည်။ ဇွန်လတရနေ့အတွက်မူလီဝတ္တခမန်းချက်ကဘင်္ဂလားပင်လယ်အော်ချီနီမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရုပတ်မှာဒိန်သင်းတင်းမှဒိန်ထူတက်နိုင်ပြီးမုတ်တုံလီအားကောင်းရာမှအားလွန်ကောင်းနိုင်ပါတယ်။အနောက်လေပိုင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းဘက်မှာစတင်ဖြစ်ပေါ်လာမယ့်မုန်တိုင်းငယ်ဝင်ရောက်မဲ့လမ်းကြောင်းကိုဆက်လက်စောင့်ကြည့်ရလိုအပ်ပါတယ်။ ပင်လယ်ပြင်ခြေနေမှာတော့မုံတိုင်းငယ်အရှင်ကြောင်းတနင်္သာရီကမ်းရိုးတန်းရခိုင်ကမ်းရိုးတန်းမုဒမကွေးနဲ့မြဝကျွန်းပေါ်ဒေသတို့ဘက်မှာတခါတရံမိုးသက်လီပြင်းများကြာရောက်နိုင်ပြီးအနောက်အနောက်တောင်ဘက်ကနေတနအီကိုမိုင်30မှ35မိုင်ခန့်တိုက်ခတ်နိုင်ပါတယ်။လီပြင်းတိုက်ခတ်မှုကြောင့်ပင်လယ်ပြင်တွင်လှိုင်းကြီးနိုင်ပါတယ်။မိုးခြေနေမှာတော့မြန်မာနိုင်ငံတဝန်းလုံးတွင် နေရာအနှံ့ပြားမိုးတိုက်ချုံရွာနိုင်ပြီးအချို့ဒေသများတွင်နေရာကွက်၍မိုးကြီးနိုင်ပါတယ်။ နေ့ပူချိန်များမှာတော့မြန်မာနိုင်ငံတော်ဟန်းလုံးတွင်ပုံမှန်အပူချိန်အောက်ကြာဆင်းနိုင်ပါ रे ခင်ဗျာ။